ဒီနေ့ follow ထိတ်တာမြန်မာကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ကဲဒီနေ့ကျွန်တော်တို့ဈေးကွက်လေးသုံးတက်ကြည့်ရအောင်။ Okay ဟုတ်ပြီ။အဲဆိုရင်ကျွန်တော်တို့ဒီနေ့ကဘာလဲဆိုတော့ဟိုပြောမလို့တပတ်ရဲ့နောက်ဆုံးရက်ပေါ့နော် တောက်ကြနေ့တောက်ကြနေ့ဖြစ်တယ်။တောက်ကြနေ့ဆိုတော့ဒီနေ့တည်င်းကဘယ်ချိန်နေလာမလဲဆိုလို့ရှိရင်ကျွန်တော်တို့9နာရီခွဲမှရှိမယ်9နိုင်ခွဲမှတည်င်းတစ်ခုရှိမှာเนาะ9နိုင်ခွဲမှဘာတည်င်းနေရှိမလဲဆိုတော့ဒီမှာ9 frame ပေရူရဲ့နောက်ပြင် embryo rate သူကဒီဟွာပေါ့နော်အလုတ်တမာကြောင်းနေရှိမယ်နောက်ပြီးရှိရင်ဒီလေလေယာရဲ့ဟွာတွေရှိမှာပေါ့နောက်တစ်ခုကတော့ဟိုနောက်တစ်ခုက ISM စာပေ PMI ပေါ့နော် PMI သူကအဲတော့မဆိုရင်တော့ဘယ်နိုင်မှာလဲဆိုတော့7နိုင်မှာရှိမှာဒီနေ့တည်င်းတစ်ခုရှိရပေါ့နော် ဒီတည်းတည်းနှစ်ခုရှိရတဲ့အထဲမှာဆိုလို့ရှိရင်ဘယ်ကောင်တွေကကြံသွားမလဲဆိုတော့ဒါကျွန်တော်တို့စောင့်ကြည့်ရမှာပဲဖြစ်တယ်။နောက်ဆုံးနေ့လည်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဈေးကွက်တွေကအလောက်ခတ်အရန်ကြမ်းပါဘောနော်။ဒီနေ့ကနောက်ဆုံးရဆိုတော့ကျွန်တော်တို့တပတ်မှာတွားကြည့်ရအောင်တပတ်ဆိုလို့ရှိရင်သူကဒီပုံစံနဲ့ရှိနေနော်။ဒီပုံစံနဲ့ရှိနေတော့ကျွန်တော်တို့ကဒီအစိမ်းချောင်းကအခုတပတ်မှာဒီလိုမျိုးပုံစံပြင်နေရဆိုရင်သူ အဲကျွန်တော်ထင်တဲ့အနေထားအရဆိုတော့ဒီအောက်လောက်မှာလာပြီးလောက်အောက်လောက်မှာလာပြီးမှာပေါ့နော်ဆင်းမဲ့အနေထားမှာရှိတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်ဒေးဝမ်းမှာတွားကြည့်မယ်ဒေးဝမ်းမှာဆိုရင်တွားဒီပုံစံဖြစ်သွားပြီပေါ့နော်ဒီပုံစံဖြစ်သွားဆိုစိုက်ဝေးပုံစံပြလာစိုက်ဝေးပုံစံပြလာတယ်ဆိုတော့ဒါဒီပုံစံတိုင်းဆိုရင်တွားဒီမှာလဲဒီမြင်းကတအားกว่าနေပေါ့နော်မြင်းကတအားกว่าဆိုဘယ်လိုမျိုးလဲဆိုတော့ဟုတ်ဟို EMA 20ပေါ့နော် EMA 20မှာ day 1မှာက ဒီ EMA 20မြင်းနဲ့တော်တော်လေးကွာနေတာဖြစ်တယ်။အဲ့ဒါကိုကျွန်တော်တို့တတိထားအောင်ပေါ့နော်။ဒါကဒီနေ့ပြန်ဆင်းလာမယ့်အနေထားမျိုးမှာဖြစ်နိုင်တယ်ပေါ့။အဲပြီးတော့ကျွန်တော်တို့၄နိုင်မှာတစ်ချက်ကြည့်မယ်။၄နိုင်မှာတော့သူအတက်ပြနေတယ်။တက်ပြနေတယ်ဆိုတော့အတက်မှာဘာဖြစ်လဲဆိုတော့သူတချောင်းတော့ပြီးသွားပြီ။တချောင်းကအမီးလည်းမထုတ်ထားခဲ့ဘူး။အဲပြီးတော့ဟိုဟာအယိုးတွေမချန်ခဲ့ဘူးပေါ့နော်။အယိုးတွေမချန်ခဲ့ဘူးဆိုတော့ကျွန်တော်တို့ဒါ စောင့်ကြည့်ပေါ့နော်ဒီဥစ္စာပြီးရင်ကျွန်တော်တို့ပြန်ဒူးချလာမယ့်အနေအထားမှာရှိတယ်။အဲပြီးတော့ကျွန်တော်တို့ 1hour မှာတွားကြည့်မယ်။ 1hour မှာတော့သူကတော့ sideway ပုံစံပြနေပေါ့နော်။ sideway ပုံစံပြနေပြီတီတီဝိုင်းတီဝိုင်းဆိုတော့သူကဒီအချောင်းကတကယ်လို့များဒီခုဒီဒီချောင်းကတော်တော်လေး RGB ဆင်းလာတယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုမျိုးလဲဆိုဒီနေ့တရက်အတွက်ကဒီအပြာအထိရောက်လာနိုင်တယ်ပေါ့နော်။အပြာမြင့်အထိရောက်လာနိုင်တယ်။အပြာမြင့်အထိရောက်လာနိုင်တယ်ကျွန်တော်တို့တတိထားအောင်ပေါ့နော်။ဒါဒီနေ့ နောက်ကြနေဖြစ်တဲ့အတွက်တော်လေးအလောက်ခတ်ကြမ်းမဲ့နေသားမှရှိတယ်။အဲဒါတော့ကျွန်တော်တို့ကမလုပ်ရမလဲဆိုလို့ရှိရင်အမ်ဒီပုံစံတိုင်းဆိုရင်ဒီကောင်ကဒီအပေါ်မှာဒီချောင်းလေးရှိရယ်။ဒီချောင်းလေးကိုကျွန်တော်တို့ကအဲရောင်းမှုဝယ်ဖို့အတွက်စဉ်းစားဖို့ကတော့ဆိုရင်ကျွန်တော်တို့ကရောင်းမှုပေါ့နော်။ရောင်းမှုကိုကျွန်တော်တို့ကြည့်ရမယ်။ရောင်းမှုဆိုရင်ကျွန်တော်ဘယ်ကနေကြည့်မလဲဒီမှာပေါ့။ ငါဖီဝေးဒီကောင်းကိုရောင်းဖို့ကျွန်တော်တို့ကြည့်ရမယ်အန်တာရောင်းဖို့ဆိုကျွန်တော်ဒီညားနေအချက်အဒီလိုမျိုးပေါ့နော်ဒီကောင်းဒီနားလောက်မှာကျွန်တော်တို့ထားမယ်ပြီးလို့ရှိရင်ဒီနားလောက်ယူဒီနားလောက်ယူမယ်နော်ဒီနားလောက်လို့ကျွန်တော်တို့ယူမယ်โอเคအခုပုံစံတိုင်းဝင်လို့မရအောင်လားဆိုတော့ရပါတယ်အခုတိုင်းဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီပုံစံဝင်ပါဒီပုံစံဝင်လို့ရအောင်နော်ဟာဒီနေ့ ဒီပုံစံတိုင်းဝင်လိုက်လို့မရဘူးလားဆိုရတယ်ဒါပေမဲ့တည်င်းမှာရှိသေးတယ်တည်င်းမှာဆောင်းတက်သွားလို့ရှိရင်ကျွန်တော်တို့ဟိုအဆက်တွားထိနေပေါ့နော်တည်င်းကိုစောင့်ပြီးမှပဲကျွန်တော်တို့ကလောက်ရမှာဖြစ်တယ်ကောင်းတာကဘာဖြစ်လို့လဲဆိုခုက तू ကအမြဲတမ်းမလုပ်လို့လဲဆိုရင်ဒီတည်င်းချိန်နေကြရင်ထိုးစားတတ်တယ်ဒီပုံဒီပုံထိုးစားတတ်တယ်ဘာဖြစ်လို့လဲဆိုဒီနေ့အနေထားရဆိုရင်ကျွန်တော်တို့ဒီကောင်ရဲ့အပေါ် ဘလောက်လောက်ခွာရမလဲဆိုရင်ဒီမှာဆိုရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနည်းဆုံး10 point လောက်ပါနော်အဲသူကဒီနေရာမှာဘလောက်လဲဆိုရင်895အ896ပေါ့နော်896ဆိုရင်တလောက်လောက်မှာတွားယူ896ဆိုရင်ကျွန်တော်တို့ဘလောက်လောက်ယူမလဲဆိုရင်စက်တက်စက်တက်97လောက်97လောက် ငါနေမှာကျွန်တော်တို့ဆဲချပါတော့အဲ့အဲ့လောက်တွေကိုကျွန်တော်တို့အဲ့နားမှာကျွန်တော်တို့ဒီပြောမယ်ဆိုလို့ရှိရင်ဆဲလေးလေးမျိုးကိုတွားရမှာထားထားလို့ရတယ်။တွားပေါ်မှာတွားထိမှာကျွန်တော်အောက်ကိုပြန်ဆင်းနိုင်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ဒီပုံစံတိုင်းကိုတွားအောင်မှာဖြစ်တယ်။ဘာဖြစ်လဲဆိုရင်ကျွန်တော်တို့ day 1မှာတွားကြည့်လို့ရှိရင်ဘာဖြစ်လို့လဲဆိုတော့ day 1မှာကဒီမှာကအရှိန်တတော်လွန်နေတာဖြစ်နေ။အရှိန်တတော်လွန်နေတာဖြစ်တယ်အဲ့ဒီမှာ89ဟော89ပေါ့နော်89 အဟိုအဆုံးလဲဒီစိမ့်မင်းလို့ဆိုနေ84မှာရှိတယ်။အဲ့တော့ तू ကဒီပုံစံလေးကနည်းနည်းတော့ဟုံးလာတယ်။အဲ့ဒါတတိထားမှာဒီနေ့ကျွန်တော်တို့ဒီ day 1ဒီအောက်မှာလာပြီးမှဆုံးနိုင်ပါတယ်။ဘာဖြစ်လဲဒီပုံစံလေးဖြစ်လာတယ်ဆိုတော့အဲ့ကျွန်တော်တို့တတိထားအိမ်မှာဒီခေါင်းကမြင်းရလဲတော်တော်ကြွားနေပြီဆိုတော့ဗောနော်။အဲ့ဒီတော့ကျွန်တော်ဒီနေ့ကတော့ဒီဆဲဖို့ပဲအဲဆဲဖို့ဆိုတော့ဒီလောက်ထိပဲကျွန်တော်တို့ဆဲဖို့ကြံပြုရမှာ။ဘိုင်ဖို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ ဒီအောက်နှခမ်းသားနေပေါ့နော်လမ်းပိုင်ပေါ့အောက်နှခမ်းသားနေဘယ်လိုလမ်းပိုင်မလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာကြည့်လို့ရှိရင်အားကောင်းတဲ့နေရာတွေကျွန်တော်ရှာကြည့်ရမယ်အားကောင်းတဲ့ဆိုခုဒီမှာတစ်ချက်ရှိရပေါ့နော်ဒီလိုမျိုးနေရာကနေအဲဒီလိုမျိုးတူကြည့်လို့ပုံစံမျိုးပြရတဲ့ဟာအတူလိုမျိုးပုံစံပြရတဲ့ဟာအဲမျိုးအနေပြပြအစိမ့်ပြပြဒါကိုကြည့်မှကျွန်တော်တို့လမ်းမိမှာပိုင်မှုကျွန်တော်ကြည့်ရအဲ့တော့မိနစ်30လေးကျွန်တော်ဆင်းကြည့်မယ် မိနစ်30ဆင်းကြည့်ပြီးလို့ရှိရင်ကျွန်တော်တို့မိနစ်30မှာလေသူတို့ဘယ်လိုလုပ်ထားလဲဆိုရင်ကျွန်တော်တို့ကတွားရှာကြည့်ရမှာဖြစ်တယ်မိနစ်30မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာမြင်းကတော့ဒီမှာ2ချိန်တော့ဟာတိရနောက်တစ်ချိန်လာနိုင်တိရပေါ့အဲတော့သူအားကောင်းတဲ့ပုံစံမျိုးတတိလေးတွေဘယ်လိုနေရာမှာရှိလဲကျွန်တော်တို့ကြည့်ရမှာအာဒီတူလိုပုံစံမျိုးတွေပြရတဲ့အားမျိုးတွေဒါကျွန်တော်တို့ရှာဖွေကြည့်ရမှာပေါ့နော်ရှာဖွေကြည့်ရမှာဆိုဒီကောင်လိုမျိုးတွေပြီးရင်ဒီလိုမျိုး ီမှာဒီမျိုးအတီးလေးတွေဒီမျိုးနေရာလေးကိုကျွန်တော်တို့တာကတ်ထားလို့ရတယ်ဒီလိုနေရာတွေညချင်းတူဆင်းလာရင်ဘလောက်ဒီဆင်းလာမလဲဆိုတော့ကျွန်တော်တို့ဒီမှာနေလဲရှာကြည့်လို့ရပါဘောเนาะအဲဒီမှာဒီမှာတစ်ချက်ရှိတယ်ဒီလိုမျိုးပုံစံပေါ့အဲမျိုးပုံစံတွေကိုကျွန်တော်တို့ကအမြင်လေးနဲ့မှတ်ထားလိုက်အမြင်လေးနဲ့မှတ်ထားလိုက်အဲဒီလိုမျိုးလေးမှတ်ထားလိုက်ဟိုင်းဒါဒီမှာတစ်ချက်ပေါ့เนาะဒါတူရှောက်လာနိုင်တဲ့အနေအထားမှာရှိတယ်နောက်တစ်ချက်ကဒီမှာသူရောက်လာနိုင်တဲ့အနေအထားရှိရဲ့ အဲဒါလေးတွေကျွန်တော်တို့မှတ်ထားရအောင်လူတက်သွားမယ်ဆိုလို့ရှိရင်ခုခုနကတော့ကျွန်တော်ပြော97 97လောက်မှာကျွန်တော်တို့လမ်းမီမှာဈေးချလိုက်ရအဲလောက်မှာကျွန်တော်ဈေးချလိုက်ရအဲဟုတ်ပြီโอเคဒီနေ့ကတော့ကျွန်တော်ဒီဈေးကွက်ကိုဒီပုံစံနဲ့ကျွန်တော်ရှင်းပြပေးနေတာပါတယ်ဒါအကျိုးမြတ်လေးတွေရကြပါစေပေါ့နော်အဲရတယ်ရစေချင်ပါတယ်ကျွန်တော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာလည်းအခုချိန်နေနေထားရဒီအတိုင်းပဲ ဝင်ငွေရရန်ရှာခဲ့ဝင်ငွေရန်ရှာခဲ့တော့ခုကျွန်တော်တို့တွေကဒီလိုမျိုး market ပေါ်မှာဒီ foreign market ပေါ်မှာကျွန်တော်တို့ကငွေကြေးရှာဖို့အတွက်ကတော့ဟောပြောမယ်ဆိုရင်ခုလေ့လာနေတဲ့လူလည်းရှိတယ်အဲစာရင်းမှာထွက်နေတဲ့လူလည်းရှိပါတော့ထွက်နေတဲ့လူတွေဆိုရင်လည်းဟိုတက်နိုင်လောက်တတိထားပြီးတော့ထွက်ကြဖို့ဒီလိုမျိုးနေတွေကဘာပြောလဲဆိုဈေးတက်ကြရန်ကြမ်းတယ်ပေါ့နော်ဝင်မယ်ဆိုလို့ရှိရင် order ဝင်မယ်ဆိုလို့ရှိရင် လော့ဆိုက်တတိလေးနဲ့ဆဆဝင်မှာဖြည်းဖြည်းဖြည်းနဲ့တကယ်တမ်းဈေးကွက်ကလောက်တဲ့လောက်တဲ့ဘက်ကိုလာရဘက်ကိုကျွန်တော်တို့ကလိုက်ရမှာဖြစ်တယ်။အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီနေ့ကကျွန်တော်တို့ကဒီနောက်ဆုံးနေ့ဖြစ်တဲ့အတွက်ဈေးကွက်ကအလုတ်ခတ်များတယ်အလုတ်ခတ်များတော့ကျွန်တော်တို့တွေကဘာလို့လဲဆိုရယ်ဒေါင်းထွင်အထွင်အကြည့်ပြီးမှလောက်တာမန်တော်ညာလဲပဲအဲဒီဒီလိုမျိုးနေ့တွေမှာကအဲထိတာများတယ်ပေါ့နော် ရတဲ့လူလည်းရှိလို့ဟောမကျွမ်းကျင်နေရင်တော့ဒီလိုမျိုးနေတွေမှာကျွန်တော်တို့ကဈေးကွက်ကိုပေးမဝင်ကိုယ့်အနေကိုမဝင်ပဲနေတာပိုကောင်းတော့ဗောနော်အစောင့်ကြည့်နေလိုက်သူတည်င်းပြီးွားရလားပြီးွားရဆိုတည်င်းပြီးတဲ့အခါကျမှတည်င်းပြီးပြီးအဲနိုင်ဝက်တနိုင်လောက်အဲ့လောက်ကျမှကျွန်တော်တို့ကဈေးကွက်ကိုစောင့်ဝင်တာပိုကောင်းတော့ဗောနော်အဲ့လိုမျိုးမှမဟုတ်ဘဲနဲ့ကိုယ်ကဝင်ကျင်နေဆိုရင်တက်ကျွမ်းတဲ့လူတယောက်ဆိုတော့ဘာမှမဖြစ်ဘူးဗောနော်ဒီ market ထဲမှာကျင်လည်နေတဲ့လူကြာပြီဆိုတော့လက်လက်မြင်တယ်ဗာလည်းမြင်မြင်တယ်ဆိုတော့ ကျွန်တော်ဒီဈေးကွက်မှာအဝင်ထွက်မြန်မြန်လှုပ်ပြီးမှမြန်မြန်မြက်ယူလို့ရပေါ့အဲမကြွမ်းခြင်းနေပဲနဲ့ကိုကိုကလှုပ်တာတော့နည်းနည်းတော့ကြာပြီဒါပေမဲ့အာကြီးကျွမ်းခြင်းနဲ့ထဲမှာမဟုတ်သေးဘူးဆိုလို့ရှိရင်ဒီ market ကိုဒီလိုမျိုးတောက်ကြနေမျိုးတွေပေါ့ဒီလိုနောက်ဆုံးနေတွေပါကျွန်တော်တို့ကထိုင်ကြည့်နေလိုက်အမ်ပြီးွားတဲ့ခါကျမှဒီဟိုပါပြီးွားတဲ့အချိန်ကျမှကျွန်တော်တို့က market ကိုဝင်ပါတော့ဒီလိုမျိုးဝင်ပါ အဲ့တော့ဝင်မယ်ဆိုရင်လည်းကျွန်တော်တို့ကဘယ်လောက်ထိဝင်မလဲဆိုရင်သူပြီးပြီးတနားနေ့နေ့လောက်ဝီးကြကြမှာတနားီပေါ့နော်ဒီတည်င်းထွက်ပြီးနေ့ဝက်ကြိုသွားပြီအဲ့တော့မှအော်ဒါဝင်ဝင်မလို့ရှိရင်တနားနေ့နေ့လောက်နေပြီးတင်လိုက်ပြီးရောပေါ့နေနေသစ္စာအဲ့လိုမျိုးပဲကျွန်တော်ကအကြံပြုချင်ပါတယ်ဟုတ်ကဲ့ဒီနေ့ဗီဒီယိုကတော့ဒီနေ့ဒီလောက်ပါပါခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဲလေးတွေ share လေးတွေအဲ subscribe လုပ်ရလေးဆိုတော့ subscribe လေးလုပ်ခဲ့ပေးပေးပါအောင်ခေါင်းလုံးလေးလည်းနှိပ်ခဲ့ပေးပါအောင်လို့တောင်းဆိုချင်ပါတယ်အားလုံး ကျမ်းပါပြီးတော့ဒီ market တဲကနေဒီမှာအချိုးမြတ်တွေရကြပါစေပြီးလို့ရှိရင်ပညာတွေလည်းတိုးပွားကြပါစေခင်ဗျအားလုံးကိုဘုရားကျေးဇူးတင်ပါတယ်